သောမတ်အက်ဒီဆန်ဖျော်ဖြေလောကကိုမွေးဖွားပေးခြင်းသူနက်ဖလစ်မပေါ်ခင် Spotify မရှိခင်ရောင်စုံမီဒီနဲ့ကပွဲနေမရှိခင်ကကပရာကြီးကိုသင်မင်းရောင်ကြည့်ဖူးပါသလားညတွေဟာမောင်မိုက်ပြီးတိစိတ်နေတဲ့အချိန်အကျိတ်ဆုံးအဆူရဲ့ရဲ့အတန်ကိုပွဲပြီးသွားရင်ဘယ်တော့မှပြန်ချားခွင့်မရှိတော့တဲ့အချိန် အဲ့ဒီခကြီးကိုတယောက်တည်းနဲ့ကုံလုပ်ပြီးဇလန်ကိုပြောင်းလဲပစ်ခဲ့တဲ့သူရှိခဲ့ပါတယ်။သူ့နာမည်ကတော့ Thomas Edison ပါပဲ။သူဟာတကယ်တော့သိပ္ပံပညာရှင်တယောက်မဟုတ်ပါဘူး။သူဟာခေတ်သစ် entertainment လောကရဲ့ဖခင်ကြီးပါ။တအတန်တွေကိုဖန်ဆာခြင်း The Birth of Recorded Music ပထမဆုံးအနေနဲ့သူကမှော်ပညာလိုစွမ်းဆောင်နိုင်တဲ့စက်တလုံးကိုကဘာကြီးစီယူလောင်ခဲ့တယ်။ Phonograph ပါပဲ။ လူအတန်းတီလုံးတန်တွေကိုဖမ်းယူမှတ်တမ်းတင်ပြီးအချိန်မြွေးပြန်ဖွင့်ပြနိုင်ခဲ့တယ်။ဒါဟာလူသမိုင်းမှာပထမဆုံးအချိန်ဖြစ်အချိန်ကာလတစ်ခုကိုအတန်နဲ့ပြန်လည်အသက်သွင်းနိုင်ခဲ့တာပါ။ဒီနေ့တင်နားထောင်နေတဲ့သချင်းတိုင်းပေါ့ကတ်တိုင်းဟာအဲ့ဒီနေ့ကစတင်ခဲ့တဲ့တော်လန်ရေးတစ်ခုရဲ့အသီးပွင့်တွေပါတယ်။နှစ်ရုပ်ရှင်ယုံတွေရဲ့အစ The Dawn of Cinema အဲ့ဒီဆိုင်ရဲ့စိတ်ကူးတွေကအတန်မှာပဲရက်သားမနေခဲ့ပါဘူး။ သူဟာရုပ်ပုံတွေကိုပါလှုံရှားသက်ဝင်စေခြင်းခဲ့တယ်။ဒါနဲ့ပဲကနက်တစကုပ်လို့ခေါ်တဲ့တယောက်ချင်းကြည့်ရှုနိုင်တဲ့ရုပ်ရှင်ပြဿက်ကိုတီထွင်းခဲ့တယ်။လူတွေဟာအဲ့ဒီဆက်သေးကိုငုံကြည့်ရင်ကခုန်နေတဲ့လူတွေအားကစားလုံးနေသူတွေကိုအံ့ဩတကြီးကြည့်ရှုရကြတယ်။သူဟာကင်မရာတလုံးကိုတီထွင်းတာပြချမကပါဘူး။ဇလန်းပြောပြခြင်းအမှုပညာအပုံစံတစ်တခုကိုပါမွေးခွာပေးခဲ့တာပါ။အဲ့ဒီအသေးဆုံးရုပ်ရှင်လေးတွေကနေဒီနေ့ခေတ်ရဲ့ blockbuster ရုပ်ရှင်ကြီးတွေ YouTube channel တွေအထိထိပေါ်လာကြတာပေါ့၃ညကိုအလင်းပေးခြင်း setting the stage ဖြောပြေးရစလာညဘက်မှာပေါ်ပြီးအသက်ဝင်တယ်အက်ဒီဆန်ရဲ့အကြောသားဆုံးတည်ထွင်မှုဖြစ်တဲ့မီတီဟာဒီအတွက်အခြားကြခဲ့တယ်သူဟာမြို့ပရဲ့ညတွေကိုအလင်းရောင်နဲ့စေးချေခဲ့တယ်သူကြောင့်ပြားစိတ်ယုံတွေကကွဲမီညဘက်ဈေးကွဲတော်တွေဟာထိန်ထိန်ကြီးကြီးလင်းလာပြီးလူဝင်ရဲ့ညဟာဖြောပြေးအတွက်အကောင်းဆုံးအချိန်တစ်ခုဖြစ်လာခဲ့တယ် ဒါကြောင့်နောက်တစ်ခေါက်သင် Netflix ကြည့်တဲ့အခါနားတတပြီးတခြင်းနားထောင်တဲ့အခါဒါမှမဟုတ်ရုပ်ရှင်ရုံထဲမှာထိုက်နေတဲ့အခါ Thomas Edison ကိုတရိပ်ရလိုက်ပါသူဟာကျွန်ုပ်တို့ရဲ့ပျော်ရွှင်ခြင်းတွေဖျော်ဖြေရေးအားလုံးရဲ့နောက်ွယ်မှာမော်ဆရာတယောက်ဖြစ်ခဲ့တာတွေကိုပေါ့